အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒေါ်လာ၅သန်းတန်အမေရိကန်နေထိုင်ခွင့်ဗီဇာအတွက်ဝက်ဆိုက်သစ်ကိုဇွန်လ17ရက်နေ့မှာကြေညာခဲ့ပြီးရွှေ့ဗီဇာအတွက်စောင့်ဆိုင်းစည်းရင်းကို trunkcap.gov မှာဖွင့်ပေးထားတယ်လို့ပြောကြားခဲ့ပါတယ်။လူထောင်ပေါင်းများစွာဟာအကြီးကျယ်ဆုံးနိုင်ငံနဲ့ကမ္ဘာအကြီးဆုံးဈေးကွက်ရှိတဲ့နိုင်ငံကိုလာရောက်ရမှာလှပတဲ့လမ်းကနေလာရောက်ဖို့ဘယ်လိုစီးရင်သွေးရမလဲဆိုပြီးတောင်းဆိုနေမိမျက်နေရာတွေရှိနေပါတယ်လို့ထရန့်ကဆိုရှယ်မီဒီယာပို့စ်မှာဖော်ပြခဲ့ပါတယ်။ ထရန့်ဟာအဲ့ဒီလိုဗီဇာကိုပြီးခဲ့တဲ့ AP လတုန်းက F41 လေယာဉ်ပေါ်တွင်ကျင်းညာခဲ့ခြင်းဖြစ်ပြီးအဲ့ဒီတုန်းကထရန့်ကသူ့ရဲ့မျက်နှာပုံပါတဲ့ရွှေရောင်ရွှေပြေးဗီဇာကတ်ကင်ထားပြီးနှစ်ပတ်မပြည့်မီအထူးခွင့်ပြုချက်ရနိုင်ွယ်ရာရှိရလို့ပြောကြားခဲ့ပါတယ်။ ဗီဇာများဟာလက်ရှိချိန်မှာမရရှိနိုင်သေးပေမဲ့စိတ်ဝင်စားသူများဟာ Trump Get It Gaming ဆိုတဲ့ခေါင်းစဉ်အောက်မှာ၎င်းတို့ရဲ့အမည်စိတ်ဝင်စားတဲ့ဗီဇာမျိုးစားနဲ့အီးမေးလ်လိပ်စာတို့ကိုတင်ပြခွင့်ပြုထားကြောင်း website ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အစင်လာ green card ရဲ့တန်ဖိုးကြီး version ဖြစ်တဲ့ visa တဲ့ကအလောက်ကန်ဖန်တီးပေးမှုများကိုပေါ်ပေါက်လာစေမှာဖြစ်ပြီးအမေရိကန်မျိုးသားလုံငွေပြမှုများကိုရှော့ချရန်အသုံးပြုနိုင်လိမ့်မယ်လို့ Trump ကရခင်ကပြောကြားခဲ့ပါတယ်။နေရေးပြန်မှုရေးအတွက်စီးနင်းမှုများကိုနိုင်ငံတော်ဝန်အရှိန်မြင့်လွှတ်ဆောင်နေချိန်မှာအထက်ပါကြီးညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။အဲ့လိုစီးနင်းမှုများကြောင့်ဆန္ဒပြပွဲများပေါ်ပေါက်လာခဲ့ပါတယ်။ Trump ဆိုရဟာတရားစွပ်စွပ်မှုများကိုရင်ဆိုင်နေရပြီးအစိုးရရဲ့ရွှေပြောင်းနေနေရေးစီးနင်းမှုများနဲ့ဆက်လင်းပြီးလူ့အခွင့်အရေး င်ချိုးဖောက်မှုဆွဆဲချက်များကိုရင်ဆိုင်နေရပါတယ်။ဗီဇာကတ်အသစ်ကတန်ဖိုးမြင့်မာတဲ့အမေရိကန်နိုင်ငံသားဖြစ်ခွင့်လမ်းကြောင်းကိုဥတည်စေလိမ့်မယ်လို့လည်းဖေဖိုင်လာထဲမှာထရန့်ကပြောကြားခဲ့ပါတယ်။၎င်းရဲ့အစိုးရကတန်ကန်န်ရောင်းချပေးနိုင်မယ်လို့မျှော်မှန်းထားကြောင်းထရန့်ကပြောကြားခဲ့ပြီးရုရှားလူချမ်းသာများလည်းရှောက်ထားရန်အရေးချင်းပြည့်မီနိုင်တယ်လို့အချက်ကိုညှင်းဆန်ခြင်းမပြုပါဘူး။